မလေးရှားနိုင်ငံမှာနိုင်ငံသားတွေအလုံးလောက်ကိုင်နေတဲ့နေရာကို operacy ဝင်ရောက်ဖမ်းဆီးရမှာမြန်မာအပါဝင်တရားမဝင်နိုင်ငံသား662ယောက်ဖမ်းဆီးခံရပါတယ်။တီတီသတင်းပေးပို့ထားတာပါရှင်။မလေးရှားနိုင်ငံဆလန်ကောပြည်နယ်မှာမလေးရှားလူဝင်မှုကြီးကြပ်ရေးနဲ့ဌာနပေါင်းစုံပါဝင်တဲ့စစ်ဆေးရေးအဖွဲ့က operacy ဝင်ရောက်ဖမ်းဆီးခဲ့ရာတရားမဝင်နိုင်ငံသားအယောက်900နီးပါးဖမ်းဆီးမိခဲ့တယ်လို့မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနကစက်တင်ဘာလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ စတိဘလာ24ရက်နေ့ည9:00နာရီကနေ12:00နာရီဝန်းကျင်အထိဆလံကောပြည်နယ်ကလံမြို့ကနိုင်ငံခြားသားတွေအလုပ်လုပ်ကိုင်းတဲ့ပူလောက်အင်တာမှာဝင်ရောက်ဖမ်းဆီးခဲ့ရာလူပေါင်း1132ယောက်ကိုစစ်ဆေးပြီးအသက်16နှစ်ကနေ80နှစ်ကြားအမျိုးသား643ယောက်နဲ့မျိုးသမီး19ယောက်ကိုဖမ်းဆီးနိုင်ခဲ့တာပါဖမ်းဆီးခံရတဲ့တရားမဝင်နိုင်ငံခြားသားတွေထဲမှာမြန်မာနိုင်ငံသား36ယောက်ပါဝင်ပါတယ် လောက်အင်တာမှာ immigration နဲ့ဌာနပေါင်းဆောင်ဝင်ပြီးမနေ့ကညနေ9နိုင်ခွဲရနေမနေ့17နိုင်အထိဝင်ဖမ်းပြီးမှပထမကြော်နိုင်ငံခြားသားတွေကိုစစ်ဆေးတဲ့အမှာမြန်မာနိုင်ငံသား36ယောက်အပါအဝင်662ယောက်ကိုမနေ့ကဖမ်းဆီးတယ် ဖန်ဆီခံရတဲ့တရားမဝင်နိုင်ငံခြားသားတွေကိုဆလံကောပြင်းနေရှာအလာအင်မီဂရေးရှင်းကိုခေါ်သွားတယ်ခေါ်သွားပြီးတော့အမှဘာအထောက်ထားတွေရှိလဲဆိုတဲ့ဟာပေါ့စစ်စစ်တယ်စစ်စစ်ပြီးတာနဲ့သူတို့ကိုတရားမဝင်နေထိုင်မှုရယ်ပြီးတော့တချို့တွေက overstay အမှုအမှုတွေနဲ့စစ်ဆေးမယ်လက်ရှိမှာဖန်ဆီခံရသူတွေကိုဆလံကောပြင်းနေစမုံညင်းလူဝင်မှုကြီးကြပ်ရေးကတ်မှာထားရှိထားတယ်လို့အကူအညီပေးနေသူတွေက ပြောပါတယ်မလေးရှားနိုင်ငံမှာနိုင်ငံသားတွေအလုပ်လုပ်ကြတဲ့စားတောက်ဆိုင်ဆက်ယုံ စားတဲ့နေရာတွေမှာနေတိုင်းနေပါဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးမှုတွေရှိနေတယ်လို့မလေးရှားရောက်မြန်မာတွေကပြောကြပါတယ်ဒီလိုအခြေအနေတွေကြောင့်မလေးရှားမှာတရားမဝင်နေထိုင်သူတွေအနေနဲ့အလုပ်လုပ်ကြရမှာရောနေအိမ်မှာနေထိုင်ရတဲ့အထိပါစိုးရိမ်နေရတယ်လို့မလေးရှားရောက်မြန်မာတယောက်ကပြောပါတယ်ဖမ်းဆီးမှုတွေကနေထိုင်ရလို့ရှိတယ် နိုင်ဆက်သားရနေနေရပြီးလို့ရှိရင်စဲယုံတို့သာသာဆန်တို့မှာသူတို့ကစစ်စစ်မှုတွေအများကြီးရှိတယ်။တချို့တွေဆိုလို့ရှိရင် complaint ကြောင့်ဒီစစ်စစ်တာလည်းရှိတယ်။အဲစစ်စစ်တဲ့အချိန်မှာဒီဟာထောက်ထားမရှိတဲ့လူတွေကဖန်စီခံရတာပဲလေ။အဲလိုမျိုးဖန်စီမှုတွေများလာတဲ့အခါကျကိုယ်မှာထားထားရှိလို့ရှိရင်ဘာမှမဖြစ်ပေမဲ့ထောက်ထားပြည့်စုံမရှိတဲ့နိုင်ဆက်သားတွေဆိုလို့ရှိရင်တော့စိုးရွားပါတော့။ဒီမှာနေရာပြန်လုပ်ထဲမှာပြည့်သူတို့ကအများကြီးစိုးရိမ်မှုတွေနဲ့ချုပ်ချက်နေရတာပေါ့နော်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေနဲ့စစ်မှုထမ်းဥပဒေကြောင့်မလေးရှားနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသား3,900ကျော်ရှိရလို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ရဲ့စာရင်းတွေကသိရပါဗျ။ကျမတီရီပါ